မှုမော်ကိုတစ်ချက်ထဲနဲ့အမေရခေါ်မဲ့ United ရဲ့ကလန်ချက်အသစ်ပရိသတ်များလုံးမဲ့မိန်လာဗျာ Manchester Force တို့ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင် Manchester United အသင်းက Brentford အသင်းရဲ့ Cameron Tyson ကစားမှာ Brian Ambumo ကိုပြောင်းရွှေ့ခြင်းတိုးမြင့်ပြီးတော့ဒုတိယအကြိမ်ကလန်မှုတရက်ပြုလုပ်လိုက်ပါရင် ပြမအချင်း United ရဲ့ကမ်းလှမ်းချက်ကအဖို့ဆူကြီးလေးအပါအဝင်ပေါင်55တန်ဝင်းချင်ရှိပါရင်ဒီကမ်းလှမ်းချက်ကိုတော့ Brandford အသင်းဘက်ကပယ်ချသွားခဲ့တာပါဒါပေမဲ့ United ဘက်ကလက်မလျှော့သေးပဲဒီရပိုင်းနေမှာ Brandford အသင်းနဲ့စတိုက်ဆိုလို့ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့တာပါလက်ရှိမှာတော့ United ဟာ Mbumo တဲ့ဒုတိယအကြိမ်ထပ်တိုးကမ်းလှမ်းခဲ့ပါရင် United ရဲ့ထပ်တိုးကမ်းလှမ်းချက်ကပြောင်းရွှေ့ခြင်းပေါင်တန်း60ကျော်ပါရင် ဒါကဘရန်ဖို့တင်လိုချင်တဲ့ပြောင်းရွှေ့ခြင်းနဲ့အရန်ကြီးကွာဟာချက်မရှိတော့ပါဘူး။ကစားမဘက်ကလည်း United ကိုလာကစားဖို့တပိုင်းတင်နေတာကြောင့် Brandford အသင်းကိုဖိအားပေးမှုတွေပြုလုပ်လာဖို့ရှိပါရင် United ကလန်းလိုက်တဲ့ပမာဏကလည်းထိုင်းတင်းတလောက်ဖြစ်နေတာမို့လို့ Brandford အသင်းနေနဲ့ညင်းရခန့်နေမှာပါ။ ဒါကြောင့် United ရဲ့ဒီဂျင်ကမ်းလန်းချက်ကအပြောင်းအရွှေ့ဖြစ်လာပါလာနိုင်ပါတယ်။ MMO ကတော့ PK နဲ့ရာသီမှလည်း Brentford အတွက်အထူးချိန်ဆွမ်းပြသခဲ့ပြီးတော့ Premier League အတွင်းကို90%အထိသွင်းယူပေးထားနိုင်ခဲ့တာပါ။ United ကတော့ဘူအသင်းကကိုညာကိုခေါ်ယူထားနိုင်ခဲ့တယ်လို့ MMO ကလည်းကိုညာရဲ့ဘေးမှာတွဲဖက်ကစားဖို့ခေါ်ယူလိုနေတာဖြစ်ပါတယ်။ဒီကစားမအနေဦးစလုံးက Premier League နဲ့အံဝင်နေပြီးသားဖြစ်တာကြောင့် United အတွက်တော့ကောင်းမွန်တဲ့ခေါ်ယူမှုတွေဖြစ်လာမှာပါ။ ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ